ကဲအားလုံးပဲမင်္ဂလာပါ YouTube ကကျွန်တော်ရဲ့မိတ်ဆွေများဒီနေ့တော့ကျွန်တော်တို့ကြည့်ရှုရမယ့်ဗီဒီယိုလေးကဒီမှာကိုရှိုင်းနဲ့ကိုဂျီအိုတို့ရဲ့ဗီဒီယိုဖိုင်လေးကိုကျွန်တော်တို့ကြည့်ရှုသွားမှာဖြစ်ပါတယ်ဒီဗီဒီယိုဖိုင်မှာအဓိကကျွန်တော်တို့ကြည့်သွားမယ့်ဗီဒီယိုဖိုင်လေးကဘာလဲဆိုတော့သူတို့အလူခံဖို့လုပ်နေတဲ့အချိန်မှာပေါ့နော်ဒီကိုဂျီအိုကသူ့ရဲ့ဖုန်းနံပါတ်ကိုပေးလိုက်တာပေါ့နော်ဖုန်းဖုန်းနံပါတ်ကိုပေးပြီးတော့ဒီသူ့ရဲ့တငယ်ချင်းလို့ခေါ်မလားပေါ့နော်ဒီကိုရှိုင်းနဲ့ပေါင်းပြီးတော့သူတို့ကအလူလုပ်နေတာပေါ့နော်အဲ့ဒီအချိန်မှာ အာတခြားလူတယောက်ကပေါ့နော်တခြားလူတယောက်ကသတိပေးတာပေါ့အာအဲ့လိုမျိုးစီးပွားရေးဓမ္မတွေလူလိန်နေနဲ့မိသွားရင်မကောင်းဘူးပေါ့အဲဒါကြောင့်မို့အာကိုလှုပ်နိုင်တလောက်ကိုတနိုင်တလောက်ပဲလူပါဆိုပြီးတော့ပြောထားတဲ့ဗီဒီယိုဖိုင်ကိုဒီကအာကိုရှိုင်းတဲ့ရေခဲချောင်းရောင်းတဲ့ကိုရှိုင်းတဲ့အာကိုချူနဲ့ပေါ့နော်သူတို့နှစ်ယောက်ကပြန်လိုက်ပြီးတော့ရှင်းပြနေတဲ့ဗီဒီယိုဖိုင်ဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုဖိုင်ကိုကြည့်ချင်အဖြစ်ကျွန်တော်တို့ဖို့သူတားရမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဆိုတော့ ဗီဒီယိုဖိုင်လေးကိုတခါလဲကျွန်တော်ကြည့်လိုက်အောင်နော်ကိုဆိုင်နဲ့ကိုကြီးကိုရှေ့အပ်ပေးကြရပြန်တယ်အာမင်္ဂလာပါခင်ဗျာခုလိုင်းပေါ်မှာတော့ပြင်းနေနေတဲ့မဟုတ်မဟုတ်ပြတဲ့တဲ့နေပေါ့နော်ကျွန်တော်တို့ကြပါမယ်ဆိုပါလေစုပ်ထိကြည့်ပြပါဦးကိုဆိုင်ကတော့သူကစကားပြောတာလည်းအေးတယ်ပေါ့နော်အဲ့ဒါပွားဟိုကအခက်ခဲရှိတာမျိုးပဲရှိတယ်အဲ့ဒီဆိုင်နဲ့ပေါင်းပြီးတော့ပေါ့နော်အဲ့ခုနှစ်ရက်တာညရဲ့အယူအမြင်နဲ့အဲတိတ် ေး40နီးပါးနဲ့ကျွန်တော်တို့ဘောနောင်းဝေးသားလေးမှာဖြစ်ပါတယ်ကျွန်တော်တို့ခနေသားတွေထပ်ပြီးတော့လူရှင်တန်းရှင်နေဆိုလို့ရှိရင်ကျွန်တော်တို့တုံညာကိုခွန်ရှိရှိမာ6စေကတောင်းတဲ့တန်းစားညီလေးကိုမရုပ်ဖြောင်းတဲ့လူလေးလူကောက်တွေကခုတို့လို့ချနင်းသွားမှာကိုစိုးရိမ်မိတယ်ဗျာနော်ဒီအပိုင်းမှာရေကကြောင်းတဲ့ညီလေးကအသူ့ရဲ့ရေကကြောင်းလူတာတွေပုံမှန်လုံနေပြီးတော့ပေါ့ချင်းဦးဆိုတဲ့ညီလေးနဲ့အတူပူးတွဲပြီးတော့ဒါလိုင်းလီရွှေဆိုင်နဲ့ ရုံးတွေစိန်ဆိုင်နဲ့တခြားသောကွန်ပျူချင်းမြင့်ငွေစုစုပေါင်း340ကျော်ကိုဒါကျိုးညီလေးနဲ့အတူပို့တွဲပြီးတော့လှူဒန်းသွားမယ်ဆိုပြီးတော့အကျိုးဆိုတဲ့ညီလေးကကိုဆိုင်ရဲ့တက်တော့အကောင့်မှာအဲကြောင်ညာဝင်ထားတာမျိုးတွေ့ရတယ်ဗျာနော်အဲဟုတ်ကဲ့ဗျာဟာ340ဆိုတဲ့ပတ်စံကကျွန်တော်ပတ်စံမဟုတ်ပါဘူးညီလေးကိုကျိုးရဲ့ပတ်စံမှာအဲကျွန်တော်သူ ကုသိုလ်လုပ်တဲ့ချိန်မှာကျွန်တော်ပါပါစီစဉ်လို့ဆိုလို့ပြီးတော့တူရဲ့ပတ်စံတွေပါကျွန်တော်ပတ်စံတပြားတစ်ချက်မှမပါပါဘူးခင်ဗျာอืมตรุณะดูปูบ้องปาวเวลุดันจินเดสุกูรโพนัมเบอร์ติคูยึดตัวราก็เลยไอ้เคโอโซเรญีเลเยตึดตออะคาวมาตินท้าเดโฟนนัมเบอร์ผิดนี่เลยอืมอาจารย์บลูนินี่ปาเวผิดๆโอเคป่ะครับเนี่ยโฟนนัมเบอร์ก็รอจนจนมาเกเปยอเวเปยอไม่ใช่ได้ด้วยญีเลโฟนนัมเบอร์ปะเนาะ သူဖုန်းနံပါတ်ကြောင့်သူထဲမှာတော့ KV ရော WV ရောရှိပါတယ်ခင်ဗျအဲကြောင့်မလို့သူဖုန်းနံပါတ်ကလေးကိုကျွန်တော်ကအကူအညီတောင်းပြီးတော့တော့ဟိုဟာတင်ခိုင်းတင်ခိုင်းထားတာပါခင်ဗျပြီးတော့သူဟိုဟာလွှဲပေးတဲ့ပတ်စံတွေလည်းကျွန်တော်တို့ကြားတစ်ချက်မှာအကုန်လုံးပြန်ပေးတယ်ဘုနော်ပြန်ပြောပြတယ်ဘုနော်အတူအတူညီကုန်းလည်းအတူတူရှိနေပါတယ်နော်လက်တက်တွဲနေပါတယ်ခင်ဗျအဲ့လို င်လားရုပ်ချောင်းလားဆိုတာတွေကတော့ကျွန်တော်တို့မပြောနိုင်ဘူးမသိနိုင်ဘူးအဲလိုမျိုးလဲဆွဆွဲလို့မရဘူးဒါပေမဲ့ကျွန်တော်တို့အနေနဲ့ကတော့ဒါရေကကြောင်းတဲ့ထတန်းကညီလေးကိုချစ်ခင်မြန်တို့တံပိုးထားတဲ့အတွက်ကြောင့်မို့လူလေးလူကောက်တွေမရုပ်ချောင်းတဲ့သူတွေနဲ့အတူခုတော့ချနေသွားတဲ့သူတွေနဲ့တွဲส่งသွားမှာကိုတော့စိုးရိမ်မိတယ်ဗျာနော်အဲအဲ့ဒါတော့ကျွန်တော်လည်းသဘောတူတယ်เนาะအခုအဲသူနဲ့ပေါ်နေကိုဂျီယိုက လိန်တယ်ကောက်တယ်ညာတယ်လို့တော့ပြောချင်တာတော့မဟုတ်ဘူးပေါ့နော်အခုပြောတော့တဲ့ကိုကလည်းအဲ့လိုဖြစ်သွားမှကိုစိုးရိမ်တယ်ဆိုတော့ तू ကဘလိန်တာလည်းမဟုတ်ပါဘူးပေါ့နော်ကျုပ်တက်ကြည့်ဟိုသူ့ရဲ့နောက်ကကိုဂျီဟုကသူ့ရဲ့ဖုန်းနံပါတ်တွေပေးပြီးတော့သူကြောင်ရတယ်အကုန်လုံးအဲ့လိုမျိုးအာပြောတဲ့ခါကျတော့အာရုပ်တက်ကြည့်ပေါ့နော်ရုပ်တက်ကြည့်တွေးမယ်ဆိုလို့ရှိရင်တော့ဟုတ်လဲဟုတ်တယ်ပေါ့နော်ဘာဖြစ်လို့ဆိုတော့အခုချိန်မှာဒီရေခဲချောင်းတဲ့ ကိုရှိုင်းလေးကအရာမယူသားတယ်ပေါ့နော်အရာမယူသားတဲ့လူတယောက်ကိုအခုချိန်မှာနာမည်လဲရလာတယ်ဆိုတော့လူတွေကတုံ့ချချင်မှာပဲလေနော်အဲ့ဒါကိုလည်းဆိုရင်လို့အခုခိခုခါနဲ့ကြည့်ပြီးတော့ဒီအကိုတယောက်ကလည်းပြောသွားတာပေါ့နော်ဟုတ်ပါတယ်အကြောโอเคဟိုကကျွန်တော်ညီလေးကအဲ့လိုစိတ်တဲမှမပါပါဘူးအဲ့လိုစိတ်တဲမရှိပါဘူးကျွန်တော်လိုပါပဲကျွန်တော်လိုစိတ်ပါပဲဖြူစင်ပါလေစိတ်ထားလေးတော်တော်မြင့်မြတ်ပါတယ်ကျွန်တော်လိုနှစ်ယောက်ကပေါင်းတာလေအခု ခုဆိုခုခုမှပေါင်းတော့မဟုတ်ပါဘူးအရင်တော့မှဒီ line ပေါ်မှာကျွန်တော်အရင်တော့ကျွန်တော်သူ့ရဲ့ idol လေးပါဒီ line ပေါ်မှာတော့ပါစာပြောဖြစ်တယ်စကားလည်းပြောဖြစ်တယ်အရင်တော့မှသိနေကြပါကျွန်တော်ကဖုန်းနဲ့ပတ်သက်တာရှိရင်မကျွမ်းကျင်ပါဘူးမကျွမ်းကျင်တဲ့အတွက်ညီလေးကိုလှမ်းပြီးတော့အခုလှမ်းတောင်းလိုက်တယ်ညီလေးကိုကဒီလိုဒီလိုပေါ့နော်ကိုမှဘာမှနားမလဲဘူးပေါ့နော် TikTok လောက်မှကျွမ်းကျွမ်းကျင်ကျင်စိုးတတ်တယ်မဟုတ်ဘူးကိုကိုကဘာသာလွှဲတာပဲဖြစ်ဖြစ်ကိုမှနားမလဲဘူးညီလေးကိုယူတစ်ချက်လောက်ကူညီပါအောင် သူကအဲ့ဒါနေပြီးတော့ရန်ဟိုဟာဟိုဘာလို့ပြောကနော်ပသိင်းနော်အဲ့ရဝတိုင်းပေါ့အေးရဝတိပသိင်းရပေါ့နော်အဲ့ကနေပြီးတော့ဒီ ठी ကိုလာတာခုချိန်ဒီသို့အပြန်ဘူးပါလေအခုဒါလောင်ပြန်ဖို့ကကျွန်တော်ဆွဲခေါ်ထားလို့ပေါ့နော်ဟိုကကိုကြီးရေညီလေးတဲ့အဲ့လိုမျိုးပေါ့ဟိုလိုင်းပေါ့ပေါ့နော်ဒီကိုကြီးပြောတယ်လို့ပေါ့သူအရင်ကလည်းထိပါသူရင်နေမှာစမကောင်း ဘာပြောကြည့်တူရမှာမဟုတ်တယ်မဟုတ်လောက်တာကျွန်တော်တရားလုံးရှိပါတယ်တူတက်ပြပါပဲကျွန်တော်ပိုင်ရှင်ကိုတည်းတရားလို့ရှိပါတယ်တူပတ်စံလုံးဝကိုတရားတစ်ချက်မှကျွန်တော်ကျွန်တော်ပတ်စံမနော်ကျွန်တော်ပတ်စံတရားတစ်ချက်မှကိုမယူပါဘူးခင်ဗျာအခုရှေ့လေးတီးမယ်ဒါဆိုလည်းတူဒီအခန်းဆိုလည်းတူကိုယ်တိုင်ငှားပေးတာပါဟာဆဆရာရာတော်တက်စီတော့မကျွန်တော်တူးစီရပဲတော့လည်းအမျက်နဲ့ပြစ်ဆိုလဲတူးစီရပဲကျွန်တော်ကျွန်တော်ရှိရပါတခုမှသူဒီပါခင်ဗျာသူကထထားစားပါပဲညီလေးတို့ပါပဲစိတ်ထားလေးကောင်းပါလေတော်တော်လေးလေးဖြူစင်ပါလေ ဒါမဲ့သူ့အခြေအနေမှာမကောင်းဘူးတော့သူ့ဘက်မှာမဟုတ်တာလေဘာမှမပြောဆိုထားဘူးဘာမှလည်းမလုပ်ထားဘူးအဲ့ဒီပတ်စံကတော့ကျွန်တော်ပတ်စံမဟုတ်ပါဘူးဒီလေးရဲ့ပတ်စံမှာအဲ့ဒီကဒီဘက်ကကျတော့ကျွန်တော်နည်းနည်းပါးပါကျွမ်းကျင်တယ်သူကကိုရှိုင်းရေးတဲ့ဒီဘက်မှာနည်းနည်းပါးပါဒုက္ခရောက်နေတဲ့နေရာလေးကိုလိုက်ပြပေးပါဆိုလို့ကျွန်တော်ကလိုက်ပြပေးတယ်အဲ့ကြတော့အဲ့ရွာလေးတွေ့ရမှာပေါ့ကျောက်တာရွာတွေ့ရလေးမှာကျတော့ညီလေးကကိုကြီးရဲ့ညီလေးတယောက်ထိလည်းမပါချင်းပေါ့နော်ကိုကြီးတဲ့ပါစီစီအောင်လို့ဆိုပြီးအဲ့ပတ်စံ340ကျွန်တော်ကိုကျွန်တော်ကိုပေးထားပေါ့တူတော့မကင်ထားဘူး မြေကိုကြီးရဲ့ရောကိုကြီးလူကျင်တဲ့နေရာလေးလူပေါ်တော့အဲ့လိုမျိုးထီကိုသူကပေးထားပေါ့နော်ကျွန်တော်ယုံကြည်ခြင်းနဲ့အပ်ထားတော့ပါခင်ဗျာအဲ့လိုစိတ်ဒီချင်မရှိပါဘူးခင်ဗျာအဲ့လိုပါပဲတို့ဆုံးတော့မှာကတော့စိုးရိမ်မိတယ်ဗျာနော်အဲ့ကြတော့ဒီရေကတော့ကြောင်းတဲ့အတက်တန်းစားညီလေးရဲ့ TikTok အကောင့်မှာဘယ်လိုတွေတင်ထားလဲဘယ်လိုတွေမှန်ထားလဲသူတို့အားလုံးအထူးထူးချစ်ကြည်ကြအောင်ပါ ားလုံးလည်းမင်္ဂလာပါခင်ဗျာဒါတိုင်းတိုင်းမဆိုတော့တိုက်တိုက်ဒီလိုပါမို့ဒီလေးဒီလိုနဲ့ဆက်လို့ဖြစ်တာဖြစ်ပါလေအဲကိုဆိုင်ရတော့သူကစကားပြောတာလည်းအေးတယ်ပေါ့နော်ဒါနဲ့ဘွားဟိုကအခက်အခဲရှိတာမျိုးလည်းရှိတယ်အဲဒါဆိုလို့ရှိရင်ဒါကျွန်တော်ဆက်ပြန်ပြီးတော့ထောက်ပြပြမှာပေါ့နော် တော်တို့ခုလက်ရှိစကိုင်းတိုင်းအဲကြောက်တာကိုဘုံတော်ရောက်ရောက်ရှိနေပါတယ်တကယ်အခက်အခဲရှိတဲ့နေရာတွေဘုံတော်အရန်ဟိုအလူရှိနေ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 တဲ့နေရာလေးဖြစ်တယ်ဘုံတော်အဲ့ဒါကြောင့်ကျွန်တော်တို့ကိုဆိုင်းနဲ့ပေါင်းပြီးတော့ဘုံတော်အဲ9ရက်သားပြီးများရဲ့အလူနေနဲ့အဲတိန်း40နီးပါးနဲ့ကျွန်တော်တို့ဘုံတော်ငွေသားလေးဒီမှာဖြစ်ပါတယ်ကျွန်တော်တို့ခနေသားပြီးဖြတ်ပြီးတော့လူရှင်တန်းရှင်နေဆိုလို့ရှိရင်ကျွန်တော်တို့တုံညာကိုခွင့်ရှိရှိနေဒီကိုဆိုင်းရဲ့ဒီပို့အောင်မှာ ဲ့တောင်းကြတဲ့လူတွေကလည်းကျွန်တော်အမြင်ကျွန်တော်ခံစားချက်နဲ့အတူတူပဲဗျ။ပေါင်းလေးရေးတဲ့သတိရှိပါတော့တဲ့အတုံးချခံတွေသတိထားပါတော့နော်တခြားမှန်နေရောဗျာဒီမှာအဲ့ဒါပြောတာဗျာလေချွန်ညာဆိုရင်လက်မခံတာကောင်းတယ်ဗျာသူ့ဘဝလေးပုံပင်ဖြစ်စေခြင်းမူတဲ့သူ့စီးပွားရေးတမားတွေကြောင့်သူ့ဘဝလေးပုံပွဲသွားမှဆုလုပ်ပါတဲ့ပါကိစ္စပေါင်းချင်တာလေတဲ့သူ့ဟာသူတယောက်ထည့်ရူးရူးတတလူပါစီတဲ့ ချက်ရှိတယ်တဲ့ဟုတ်ကဲ့နည်းနည်းကတော့ဟုတ်ကဲ့ပါကျွန်တော်ကအဲ့လိုမျိုးရှာရှည်ရလို့တော့မဟုတ်ဘူးပေါ့နော်ကျွန်တော်ဒုက္ခတကကျွန်တော်ကအကူအညီတောင်းထားလို့ပါဟိုဘယ်လိုပြောမလဲဒီကျွန်တော်တူပါမဟိုအစီအစဉ်မှာလည်းဘယ်လိုလဲကင်မရာနောက်ကပဲရရတူပဲအဆက်ဆက်ရရအကုန်လုံးကျွန်တော်ဘက်ကတေးချာကူညီပေးပါတယ်ကျွန်တော်တယောက်ထည့်လိုက်လေဒီလောကအစင်မပြေဘူးကျွန်တော်က သူကတကယ်ကိုစိတ်ထားကောင်းတဲ့လူပါသူမှပြစ်ကပါပါပြစ်မှမရှိပါဘူးတကယ်တကယ်ကိုလေးစားပါလေကျွန်တော်တို့စိတ်ပါပဲအခုဆိုရင်ငိုတော့ငိုနေရဆုံးညဆုံးလည်းသမင်းသားမစားဘူးကျွန်တော်တို့အခုအဲ့ပုံတွေကြည့်ဒီပုံကလေးကြည့်ပြီးပေါ့နော်စိတ်တမကောင်းဘူးကျွန်တော်လည်းဘယ်လိုမှဘယ်လိုစိတ်မကောင်းကြီးလေးပေါ့တကယ်ပြောအဲ့ဒီလေးညာညီတစ်ချက်ပါပဲအဲအဲ့ညာပေါ့နော်ဟို340ပေါ့နော် အမနပိုင်းလာလူတဲ့ဟိုရွှေဆိုင်နေပေါ့နော်ရွှေဆိုင်နေကနေအဲကိုရှိုင်းဟိုဒါအိမ်ထိလာလူတဲ့ပစံဟုတ်လားအဲ့လိုလာလူတဲ့အချိန်မှာကျွန်တော်ကဒါမနပိုင်းလာလူတာတစ်ဖက်ကျွန်တော်ဒီတော့စကိုင်းကိုရောက်တာကညနေဆောင်တော့မရောက်တယ်အဲ့ပစံ340ဆိုတာကျွန်တော်ရဲ့ပစံဟုတ်လားဟုတ်ပါတယ်ဒါကျွန်တော် AR ဝတီတိုင်းပတင်ကနေနော် ကျွန်တော်ရဲ့မိတ်ဆွေတွေကျွန်တော်ရဲ့မိတ်ဆွေတွေပြီးခုနှစ်ရက်သားသမီးဆိုတာကလည်းကျွန်တော်အားပေးနေကြတဲ့မိတ်ဆွေတွေပေါ့နော်အခုဒါကျွန်တော်အားလုံးပေါင်းဆိုသိန်း80ကျော်ကျော်ရှိတယ်သိန်း80ကျော်ကျော်ကျွန်တော်မတ်တီငွေသိန်း30ရှိတယ်ကျွန်တော်မိသားစုကမတ်တီငွေသိန်း30ရှိတယ်အဲ့ဒါအနေကျွန်တော်မန္တလေးတိုင်း ကျွန်တော်ရဲ့မိတ်ဆွေတွေခုနှစ်ရဲ့တာသမီတွေကကျွန်တော်အားပေးနေကြတယ်တတူကမိတ်ဆွေတွေရောဖေဖော်ဝါရီကမိတ်ဆွေတွေရောမန္တလေးတိုင်းနဲ့စကားတိုင်းမှာတကယ်အခက်အခဲဖြစ်တဲ့နေရာတွေမှာတော်ရောက်ပြီးတော့လူဒန်းမေးပါဆိုပြီးတော့ကျွန်တော်အကူအညီတောင်းကြတယ်ဟုတ်လားမန္တလေးမှာကျွန်တော်သိန်း30အစားအသောက်တွေပစ္စည်းတွေအစုံကျွန်တော်လူပြီးခဲ့ပြီလူပြီးတဲ့နောက်မှာကျွန်တော်လက်ထက်မှာသိန်း40ဆိုတော့ကျန်တယ်သိန်း40ကျန်တာကိုကျွန်တော်ပထမဦးဆုံးစကိုင်းမှာလာတဲ့အခါကျတော့ ကျွန်တော်ရဲ့မိတ်ဆွေအပေါင်းအသင်းအဖွဲ့အစည်းမရှိဘူးဒါပေမဲ့စကိုင်းမှာကျွန်တော်နဲ့အရင်နေ့ကအခုချိန်မှမဟုတ်ကိုရှိုင်းနေရဟုတ်လားကိုချင်းအိုးနေရတိကြကြာပြီးတစ်တော့မှာတွေကလည်းအားပေးခဲ့တယ်တယောက်နဲ့တယောက်စကိုင်းလည်းပြောဘူးတဲ့ဖုန်းလည်းပြောခဲ့ဘူးတဲ့အဲ့ဒါကိုကိုရှိုင်းကနေတစ်စစ်ကျွန်တော်လည်းဖုန်းဆက်တယ်နော်ဖုန်းဆက်တော့ကျွန်တော်ကအရင်ဥစားအလူရှင်ပဲကျွန်တော်လည်းအလူရှင်ပဲအလူရှင်ကနေကျွန်တော်ကိုရှိုင်းစီကိုတွားပြီးတော့အဲ့ဗီဒီယိုဖိုင်ကိုရှိုင်းကအရင်လည်းယူသားတယ်ဒါပေမဲ့ကိုရှိုင်းလည်းယူသားဆိုကျွန်တော်လည်းအရင်ယူသားတယ် နော်ရိုးသားတယ်သူများအပေါ်ဒီယနေ့တိုင်းဒီကျွန်တော်တို့မဟုတ်တာဘာတစ်ခုမှမလုပ်ခဲ့ဘူးဟုတ်လားအခုကကျွန်တော်တို့အဲ့ TikTok တွေမှာတင်လိုက်တာတွေကကျွန်တော်ရဲ့မိတ်ဆွေတွေကျွန်တော် TikTok တွေတူတွေကကျွန်တော်အားပေးခဲ့တဲ့တွေကကျွန်တော်မဖြစ်သွားပြီလေဟုတ်လား ကျွန်တော်ကအဲ့လိုစိတ်ကလုံးဝမရှိပါဘူးနော်ဒါကျွန်တော်အမှန်တိုင်းပြောတာကျွန်တော်ကိုရှိုင်းအခုကိုရှိုင်းနဲ့လက်တွဲတယ်ဆိုတာကလည်းကျွန်တော်မန္တလေးကနေအရင်ကဒါဒီနေ့မှကိုရှိုင်းနဲ့ကျွန်တော်အခုအတူတူနေတာပေါ့နော်အတူတူနေရဆိုတာကလည်းကျွန်တော်ရေရှည်အတွက်တွဲသွားမယ်ဆိုတာကလည်းဒါကိုရှိုင်းကပြောတယ်ကုညီပေးပါဖေးမပေးပါအဆဆကြီးကကိုရှိုင်းဥမှာကြောညာလေးပါလေလက်ခံတယ်လက်ခံတဲ့အခါကျကျွန်တော်ဖုံးစစ်တယ်ဖုံးစစ်တော့ကိုကြီးရဲ့ကျွန်တော်ကြောညာခက်ရဲ့ကျွန်တော်မပြောတတ်ဘူးကိုကြီးတစ်ချက်လောက်ပြောပေးပါဦးကျွန်တော်ဒီဘေးနားမှာကုညီပြီးတော့လှုပ်ပေးပါဦးဆိုပြီးတော့ကျွန်တော်ယနေ့တိုင်းဒီတုနာမှာနေနေရတာ ကျွန်တော်မန်းတနေ့ကနေစကိုင်းကိုကျွန်တော်အသွားပြန်တနေ့ကို9000 9000ပေးရတယ်ဒါကိုဆိုင်စီမှာယနေ့တိုင်းဒီအလူငွေရတဲ့ပတ်စံတွေကိုကိုဆိုင်စီမှာကျွန်တော်တပြားတစ်ချက်မှမယူဘူးပေးဝင်ပေးကြောင်းလေကျွန်တော်ပြောနေကြတဲ့သူတွေကိုကဲဟုတ်ပြီနော်ဒီဗီဒီယိုဖိုင်နဲ့ပတ်သက်ပြီးတော့ကိုဆိုင်ကိုတိုင်းကလည်းကောင်းကောင်းပြောပြထားပြီပေါ့နော်ဘာမှအလိုမျိုးအလိမ်ညာတွေမရှိဘူးပေါ့နော်သူတို့နေရာကြမှာလုံးဝအဆင်ပြေတယ်ဆိုတော့အကြောင်းကိုလည်းသူပြောပြထားပြီးပြီဆိုတော့ဘာမှစိတ်ပူစရာမလိုဘူးပေါ့နော် ဒါပေမဲ့ခုနတုန်းကအကိုတယောက်ပြောသွားတာကလည်းဟုတ်ပါတယ်အယမ်းမှန်ပါတယ်သူကလည်းတကယ်စေတနာစိတ်နဲ့ပြောတာပါပေါ့နော်စေတနာစိတ်နဲ့ပြောတာအလူပေါ်မှာတော့မကောင်းပေါ့နော်ဒါသူများတွေရဲ့ခုတုံးဖြစ်မှာစိုးလို့ပေါ့နော်အဲ့ဒါကြောင့်မို့လို့ဟိုအကိုတယောက်ကပြောသွားတာနေမှာပေါ့နော်အဲ့ဒါလည်းကောင်းပါတယ်ကောင်းပါတယ်ကျွန်တော်လည်းသဘောတူတယ်ဒါပေမဲ့ကျွန်တော်တို့ထင်တယ်လို့သူတို့နှစ်ယောက်ကအဲ့လိုမဟုတ်တဲ့ခါကြတော့လဲ ကောင်းပါတယ်ဗောနော်။နှစ်ယောက်စလုံးအရန်ချီချူတယ်။တယောက်ကလည်းယိုယိုတာတာနဲ့သူရဲ့ရှိတဲ့လောက်နဲ့အာလူရန်နဲ့အာကိုဆိုင်ပဲဖြစ်ကိုကိုချီဦးပဲဖြစ်ဗောနော်။သူတို့တတ်နိုင်တဲ့ဖက်ကနေလူရန်ခဲ့တယ်ဆိုတော့အရန်ပဲချီချူပါတယ်ဗောနော်။နှစ်ယောက်စလုံး။ဆိုတော့ဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့ဘာမှထွေထွေထွေတော့ပြောစရာတော့မရှိပါဘူး။ဟုတ်ပြီနော်အခုလက်ရှိကျွန်တော်တို့မြန်မာနိုင်ငံမှာငလျင်ပေးကြောင်းပဲဖြစ်ဖြစ်စစ်ပေးကြောင်းပဲဖြစ်ဖြစ်ပေါ့နော်အာဒုက္ခ တော့ကရောက်နေတဲ့ပြည်သူလူထုရောက်ချင်းစီတိုင်းကိုကျွန်တော်ဆုတောင်းကြဖြင့်မြေဆန်တရိယပေးနေပါတယ်လို့နော်ဆိုတော့အမြန်ဆုံးလက်အစဉ်ပြကြပါစေလို့ကျွန်တော်လည်းနေဆုတောင်းပေးပါတယ်အားလုံးကိုကျေးဇူးတင်နေနောက်ဗီဒီယိုမှာကျွန်တော်ပြန်ဆုံတွေ့ကြမယ်နော်အားလုံးပဲဘိုင်ဘိုင်